မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့2009ခုနှစ်ဇူလိုင်လတုန်းဗရောက်ပွေတဲ့စာပေအတုပညာမဂ္ဂဇင်းအမှတ်73မှာဆရာထင်ကျော်ရေးသားသော စာဆိုမင်းသူဝီစာပေနဲ့ဘဝဖြစ်စဉ်မှတ်တမ်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူတုတရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Gunda Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ 1909ဖေဖော်ဝါရီလ10ရက်မြန်မာတက္ကရာ1290ပြည့်တပူရဲလာပြည့်ကျော်6ရက်ဘူရဟုနေမနက်9နာရီတွင်ဟန်တာဝရီခိုင်ကိုကြံကုန်းမြို့တောင်ပတ်လန်နာတာပူချိုးအရှိပိုင်း၌ကုန်내များဖြစ်ကြသောအဖအူလွန်ပေအမိဒေါ်မီတို့မှမွေးဖွားသည်မွန်မြမာမျိုးရိုးဖြစ်သည်မွေးခြင်း9ရက်အနက်ဒုတိယမြောက်ဖြစ်သည်အထွေးဆုံးနှမငယ်မှာကဗျာစာဆိုနှုရင်ဒေါ်ရင်နှုဖြစ်သည် ရက်ချုပ်ရငယ်မီမောင်းလမောင်ဖြစ်သည်အရက်ထဲတွင်မောင်းလမောင်အမည်ရှိသူများမှအများအပြားဖြင့်ဆိုကြ၍မောင်းလဝဟုအမည်ပြောင်းသည် မန္တလေးပုံနာဆရာညွန့်ကဇာတာဖွဲ့ပေးသည်ဘုံကြီးเจ้าတွင်ဆရာတော်ကစေဝန်ဟူ၍၎င်းအရက်ထဲမှဥရွှေတုံးဆိုသူကခွေဝဝက်ဝဟူ၍၎င်းချစ်စနိုးခေါ်ကြသည် မြို့နီးတွင်ရွှေဘုံမှပြောင်းလာသူများနေထိုင်သည့်ရွှေဘုံတန်းရှိသည်ငယ်စဉ်ကအစကောင်းအသားညိုပြီးရွှေဘုံတန်းကမဲမဲဝဝထောင်ထောင်မောင်းမောင်းငပန်းဆိုသူနှင့်တူသည်ဖြင့်အချို့ကငပန်းဟူ၍လည်းခေါ်ကြသည် နောက်တွင် မောင်ဝဟုသာတွင်၍မိမိစိတ်ကြေးဝကိုနငယ်တက်ပြီးမောင်ဝဟုပြန်သည် 1936မှာ1923အသက်9နှစ်ခန့်အရွယ်တွင်ကိုညံကုန်းမျိုးကိုရွှေကျင်ကျောင်းတိုင်းဘိုးရီဦးကြဆန်းစရက်တွင်ဖွင့်လှစ်ထားသည့်ဆရာလေးဦးဖိုးလိုင်၏ကြားကြောင်ခေါ်မြန်မာလေတန်းကျောင်းတွင်စတ်ထမရန်ထီတင်ယူသည်။ကျောင်းဆရာတော်မှာဦးအိန်နာဝန်သားဖြစ်သည်။ 1922ခုနှစ်တွင်ဖခင်ဥလိုမင်ဦးဆောင်သည့်အမျိုးသားကြောင်ကော်မတီကကိုညာငုံမျိုးကိုမဟာတိလောကမှာကိုတွန်ဖျားကြီးလန်းနေတွင်အမျိုးသားကြောင်စတင်ဖွင့်လှစ်သည်ထို့အခါဆရာလေးဥပုလာ၏လောကရက်ကြောင်မှာအမျိုးသားကြောင်တို့ပြောင်း၍60ရောက်အောင်တည်ယူသည် အမျိုးသားကြောင်းစတင်တည်ထောင်ရာတွင်အလှူငွေလှည့်လည်ကောက်ခံသည့်တာဝန်ကိုဆောင်ရွက်ခဲ့သည်။ဒီကြောင်းထဲနှင့်အတန်းကြီးကြောင်းသာဥအာကတန်းထံမှကြပြာရင်းဤကိုလက်တွေ့စတင်သိယူခွင့်ရသည်။1923ခုနှစ်မြန်မာတက္ကရာ1985ခုနှစ်ပထမဝါဆိုလပြည့်တွင်လေဒီဆရာတော်ဖျားကြီးကွယ်လွန်သည့်အခါဆရာအာကတန်းဆက်ဆိုသည့်လေဒီဘွဲ့လေးချိုးကိုအားကြရာအမတ်တရကြပြာတပုတ်ကိုရေးခဲ့သည်။1923မှ1926 ဇူလိုင်လ30ရက်နေ့တွင်ရန်ကုန်မြို့ဆရာမတ်ကြီးကျောင်းကစိန်ကျွန်းကျောင်းသို့ပြစ်စမတန်းမှစတင်တက်ရောက်သည်1926ခုနှစ်တွင်အစိုးရစစ်တပ်တမတန်းကိုမြန်မာတိုင်းနိုင်ငံတွင်စတုဒ္ဒနေရာဖြင့်အောင်မြင်ကစကောလာရှေရသည်1926မှ1929ဇူလိုင်လတို့တကုံမဂဇင်းအမှတ်81တွင်မိုးရသည်ဘွဲကဗျာများစတင်ပုံနှိပ်ဖော်ပြခံရသည်လက်ဦးစရာကိုအဆွဲပြု၍စေညွန်းပြောမောင်ဝဥအာကာတန်တပည့်ဟုကလောင်မီကိုခံယူသည် ချင်းညိုးကျောင်းသားဘဝ၌ပင်ဒီတို့ကြောင့်ねဗြိတိရှ်ဘာမာမဂဇင်းကဝိမျက်မှန်မဂဇင်းတို့တွင်ကြပြများရေးခဲ့သည်ချင်းညိုးကျောင်းဆရာကြီးဘလင်ကိုကတနင်္ဂနွေကျောင်းအရရများတွင်အင်္ဂလိပ်ကြပြများသင်ပေးသည်ကျောင်းစာဆောင်စေကျုံကောလိပ်ခရိုနီကယ်တွင်1928ခုနှစ်မှစ၍မြန်မာကဏ္ဍဖွင့်လှစ်ကတပည့်ဖြစ်သူကိုမြန်မာကဗျာများရေးစေခဲ့သည်။ကျောင်းစာဆောင်နှင့်ပြင်ပမဂဇင်းတို့တွင်ကဗျာများရေးရ၌တဲ့ မေကဝံကိုညံကုန်းမြို့နှင့်စိတ်ရုံးပြောကိုညံကုန်းမြို့၃ကိုညံကုန်းတောင်စုအစွန်ကမောင်သူဝံ၄ကိုညံကုန်းတောင်စုအလွန်ကမောင်သူဝံ၅ခင်းသိငီဟန်တာဝရီ၆စန်းတော်ရာခုနှစ်မောင်ဝံ၈ကိုညံကုန်းသူဝံစေတန်းကလောင်မြေများကိုတုံခဲ့တယ် အထမရမစာ၍ဆ ਿਆ မတ်ကြီးအိတ်ဆောင်တွင်ပရီဖက်ကောចောင်းသားမှုလုပ်ရသည်အဆောင်မှចောင်းသားများကိုညစဉ်ဖျားရှိခိုးတိုင်ပေးရသည်ငါးပါးသီလချပေးရသည်တနင်္ဂနွေနေ့များတွင်ဖျားစာတရားစာများနှင့်မဏိကုံဒလဝတ္ထုကိုဖတ်ပြရသည်ကျုံကြီးလမ်းမင်းကြီးကတော့ဒေါ်မြမေဤဗုဒ္ဓဘာသာမင်္ဂလိကျောင်းတွင်ဖွင့်လှစ်သည့်ညကျောင်း၌အပတ်စဉ်အလှည့်ကျစာသင်ပေးရသည်1929ခုနှစ်တွင်ဆယ်ရန်ဆောင်မှုဘဲကိုစိန်ကျွန်းကျောင်းမှပထဝီဘာသာဂုဏ်နှုတ်ဖြင့်အောင်သည်ယင်းချိန်သည်ကဗျာပုတ်ရီတရား ခတ်များရေးပြီးလေပြီ1926မှ1930ဆယ်တန်းဆောင်မှုပွဲတွင်ဘာသာရပ်တိုင်းအမှန်ညီညီညွတ်ညွတ်အစင်ကောင်းရသဖြင့်အထူးကျောင်းသား special student ဖြင့်တက္ကသိုလ်ကျောင်းတန်း University College သို့ဝင်ခွင့်ရသည်ဆရာမကြီးကျောင်းမှ Max Scholarship နှင့်တက္ကသိုလ်ကျောင်းတန်းမှ Exhibition Scholarship တို့ကိုရရှိခဲ့သည်ဘကိုးကျောင်းဆောင်အလယ်တက်အခန်းအမှတ်63တွင်နေသည် ဝိဇာဘွဲ့ရကစားခိတ္တနီးပြဆရာလုပ်နေသောဆရာဦးသိန်းဟန်စောကြီးနှင့်ဥပဇာတန်းတက်စင်စတင်စုံစည်းခွင့်ရသည်ဥပဇာထက်တန်းကိုတနှစ်ထက်ပြည့်ဖြည့်ဆိုခွင့်ရရှိအောင်မြင်ခဲ့သည်1929ခုဒီဇင်ဘာလတို့တက္ကသိုလ်ကျောင်းတိုင်နှစ်ပတ်လည်မဂ္ဂဇင်းအတွဲ20အမှတ်1တွင်ကဗျာ၅ဘုတ်စတင်ဖော်ပြခံရသည်မင်းသူဝန်ကလောင်မီကိုစတင် သုံးဆွဲသည်ငယ်စဉ်ကပင်ဆွဲလန်းခဲ့သည်ဘာသာသိပ္ပဝိသိဒ္ဓကဗျာရာသီကျမ်းမှနမောက်ရွာစာတိ ပဝိတိတောင်တွင်းကြီးမြို့နယ်စေရတော်ကြီးဥကျော်ရေးစုံနာသားမြိုင်ရှာပုံကြီးတွင်မိဘနှစ်ပါးအားအလုတ်ကျွေးပြုနေသည့်အလောင်းတော်တုဝနာတာမအကြောင်းကိုဆက်ဆိုရ၌ရွှေလိုဝင်းပါတဲ့မင်းသူဝန်ဟူသော စကားအသုံးအနှုန်းကိုနှစ်ချိုက်သဖြင့်မင်းသူဝန်ကလောင်မီကိုခံယူခဲ့ခြင်းဖြစ်သည်။မြဝိကြီးဟန်တကြီးမောင်ရွှေကြီး ကလောင်မီများဖြင့်လည်းကြပြများရေးခဲ့သည်ပကိုးကြောင်းဆောင်လက်ရေးစာဆောင်ဟန်တာကြေးမုံတွင်လည်းကြပြများရေးသည်မွန်ကလေးဟူသောကလောင်မီကိုရင်းစာဆောင်တွင်အသုံးခဲ့သည်1931 တက္ကသိုလ်ကျောင်းတိုင်းတပေါင်းလားစုံနှစ်လဲမဂဇင်းတွင်ခါနွေစန်းတော်လွမ်းမီတဲ့ကဗျာရှိကြီးကိုရေးခဲ့သည်။ဤကဗျာကိုရေးခဲ့တဲ့ကကိုဝမာနမဲကြီးရတာလာလေသည်ဟုတိတ်ဗံမောင်ဝကမှတ်ချက်ပေးခဲ့ဘူးသည်။မလာတွင်ကျင်းပါသောပထမနှင့်ဝိဇာကုံနူတန်မြမစာအစမ်းဆောင်မှုပွဲကိုအောင်ခဲ့သည်။1930ခုနှစ်ကမ္ဘာစီးပွားပြက်ကက်ကြီးအကျိုးဆက်ဖြင့်မိဘနှစ်ပါးစီးပွားပြက်သည်။ကြောက်ထွက်ပြီးကိုကြံကုန်းမျိုးအမျိုးသားကြောင်းတွင်ကြောက်ဆရာချင်းဝင်လို့ရသည်။ မောင်ထွေးဖို့ကလေးကဗျာများကိုထိုးစဉ်အခါစတင်ဖွဲ့ဆိုဖြစ်သည်။တပည့်သီးကောင်နှင့်ဥပုသောကဗျာနှစ်ပုဒ်ကို17ရက်6လ31ရက်နေ့တနေ့တည်းတွင်ရေးပြသည်။တပတ်ခန့်အတွင်းကလေးကဗျာ9ပုဒ်ရေးပြီးခဲ့သည်။ကဗျာများကိုတက္ကသိုလ်ကျောင်းတိုင်းနှင့်လည်းမဂဇင်းအတွဲ20နှင့်အမှတ်1တွင်စတင်ဖော်ပြသည်။ကလောင်မီမှာမြဝီကြီးဟန်တာကြီးဖြစ်သည်ကြောင်မြန်ဖွင့်ချိန်ပမောက္ခဆရာကြီးဥဖေမောင်တင်ကတာဝန်ယူပြန်ခေါ်၍ကြောင်ဆက်တက်ဖြစ်သည် 1932မြန်မာဝိဇ္ဇာကုန်နူရန်ဒုတိယနှစ်တန်တန်းတက်ရောက်နေစဉ်ကာလ၌ဗာကြီးအောင်ညာတဲ့ဝတ္ထုတို့ကိုရေးသည်တက္ကသိုလ်ကျောင်းတိုင်းမဂ္ဂဇင်းအတွဲ20နဲ့အမှတ်နဲ့1932ခုဖေဖော်ဝါရီလတွင်ဖော်ပြခြင်းခံရသည်1933မှ1936ဤကာလတွင်တက္ကသိုလ်ကျောင်းတိုင်းမြန်မာသင်တွင်မူဗုဒ္ဓဘာသာသင်တွင်မူတက္ကသိုလ်ကျောင်းတိုင်းမဂ္ဂဇင်းမြန်မာပိုင်းအယ်ဒီတာ ကနလောကမဂ္ဂဇင်းအက်ဒီတာမြန်မာနိုင်ငံပညာပြတ်ပွားရေးအသင်းကော်မတီဝင်တာဝန်များယူခဲ့သည်1933ခုနှစ်မတ်လတွင်ကျင်းပသောဝိဇာကုန်နူတန်းမြန်မာစာကိုပထမအဆင့်နဲ့အောင်သည် ဂျက်ဆန်ကောလိပ်နဲ့ University College နှစ်ခုစလုံးတွင်မြန်မာစာအမှတ်အများဆုံးရရှိ၍စုတစေရသည်မလာ၌ပင်ရန်ကုန်တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီးဓမ္မယုံအုပ်မြစ်ချပွဲတွင်ဥတန်တင်ရွှေပြည်စိုးနှင့်အတူ အကျိုးဆောင်ဖြစ်ဆောင်ရွက်သည်နိုင်ငံများမှဝစ်လုံတော်ရဦးမောင်ကြီးဝစ်လုံတော်ရဦးသိမ်းမောင်ဆရာကြီးဥပတော်ဖြစ်၍ဥက္ကဋ္ဌများမှဥပစိန်မြတ်ထားစေစေ အကမဟာပဏိကဆရာကြီးဦးလဲဒုဥက္ကဋ္ဌဆရာကြီးဥပွားတို့ဖြစ်ကြသည်ဇွန်လမှစ၍တက္ကသိုလ်ကျောင်းတိုင်အရှိတိုင်းပညာရပ်ဌာနများ၌အချိန်ပိုင်းနှိပြလုပ်သည်ပုဂိုးဆောင်တွင်လည်းအဆောင်နှိပြတောင်းဝန်ယူရင်းမဟာဝိဇ္ဇာအချိန်ပိုင်းတက်သည်1935ခုနှစ်မေလကုန်ထိနှိပြအဖြစ်ဆောင်ရွက်သည်မလာတွင်မဟာဝိဇ္ဇာကုန်နူးတန်းစာမှုဘက်ကိုဒုတိယအဆင့်ဖြင့်အောင်ပြီး1935ခုနှစ်ဇွန်လမှ1936ခုစက်တင်ဘာလလည်းထိအချိန်ပြည့်နှိပြအဖြစ်ဆောင်ရွက်ခဲ့သည် ပေးရသောအဆောင်နှီးပြတာဝန်ကိုလည်းယူခဲ့သည် နိုင်ငံတော်ပညာသင်စုလျှောက်ထားရာအဆောင်မှုဆရာထင်းစီပမောက္ခဆရာကြီးဥဖေမောင်တင်အရှိပြသမိုင်းဆရာကြီးမစ္စတာလုစတိုကထောက်ခံစာများအတီးတီးရေးပေးကြသည်ပညာတော်သင်ဖြစ်ရွေးချယ်ခံရကြောင်းပညာတော်သင်ရွေးချယ်ရေးအဖွဲ့အတွင်းမှမှ1936ခုနှစ်ဇွန်လ25ရက်နေ့တွင်အကြောင်းကြားစာပေးပို့လာသည် ပင်သာတော်တွင်မထွက်ခွာမီရခင်ကဥစိန်တဲ့တိတ်ဗမာဝထံမှလွှဲပြောင်းရယူထားသောကာနာလောကဂုံဥဆောင်အဒီတာတာဝန်ကိုဥမျိုးဝင်းလွယ်ဆိုးသူ၎င်းမြန်မာနိုင်ငံပညာပြပွားရေးအသင်း BEEA ဖွဲ့ဝင်တာဝန်ကိုဆရာဦးသိန်းဟန်ဇော်ကြီးတို့၎င်းအသီးသီးလွှဲပြောင်းပေးရသည် ပင်ရဆောင်တဟာရနဲ့စာဖတ်အသင်းကိုစားဥညုံများကတာဝန်ယူ၍မင်းသူဝန်စာအုပ်ငယ်ကိုပြည်ကြီးမှန်တိုင်းပုံနှိပ်တိုက်တွင်အုပ်ရေ900ခန်းရိုက်နှိပ်ဖြန့်ဝေခဲ့သည်မင်းသူဝန်၏ကြပြာဆက်သုပ်ဖို့နှင့်ဖားကြီးအောင်ညရဲဝတ္ထုတို့တို့ပါဝင်သည်ဝတ္ထုတို့ကိုတကြီးကေဇတ်ဥခေပေါင်ကအင်္ဂလိပ်ဘာသာသို့ပြန်ဆိုသည်ကြပြာများကိုဥခေသောကေနှင့်တငယ်ချင်းများဖြစ်ကြသောဥညင်ကြီးတမဝါယမဌာနအတွင်းဝန် ဥမျိုးမင်းနွယ်ဆိုးတို့ကပါသာပြန်ဆိုကြသည်အမှားစာကိုဆရာကြီးလုစ်ကရေးပေးခဲ့သည်ဩဂုတ်လ9ရက်နေ့တွင်ပေးရကြောင်းဆောင်သားများကအငိမ်ပွဲသွင်း၍နှုတ်ဆက်ပွဲလုပ်သည်အငိမ်ပွဲတွင်သူရိယတန်တန်ကဥချင်းစိန်တကုံရွှေညာမောင်ရေးဆက်ပေးသည်မင်္ဂလာနှုတ်ခွဆက်တခြင်းကိုတည်ဆိုသည်ဩဂုတ်လ22ရက်နေ့တွင်ဘကူးတင်မော့ဖြင့်အင်္ဂလန်နိုင်ငံသို့ထွက်ခွာသည်တင်မော့ပေါ်တွင်ကိမ်းဘရစ်တက္ကသိုလ်၌မြန်မာစာပို့ချမည် GS ဖာနီဘယ်လည်းအတူလိုက်ပါသွားသည် 1936မှာ1939အောက်စဖို့တက္ကသိုလ်စိန့်ကက်သရင်ကျောင်းတွင်တက္ကရာတိဘတ်အထွေထွေဘာသာပေဒပညာရပ်များသင်ယူသည်အိန္ဒိယကျောင်း၌တက္ကရာပါပေါခ FW Thomas EH Johnston တို့ထံတွင်သင်ယူသည် ကြီးကျက်သူစူပါဗိုက်ဆာမှာမြန်မာသမိုင်းရေးသူ GE Harvey ဖြစ်သည် 1939ခုနှစ်ဒီဇင်ဘာလကြောက်ပဲ့ရက်ဝယ်ငယ်စဉ်ကစိတ်ညှိုးကြောက်စရာကြီးဘလင်ကိုတင်းဥစရာဖြင့်လုကိုင်းနေရာချက်စတာမြို့နီးရှိစေတိုင်းနီးရဲစာကြီးတိုက်တွင်ဆရာကြီးမှအကြံပြုသဖြင့်စောင့်ခုံရင်းစာကြီးသည်ထိုစဉ်ကအာဇာနည်ဥုံမောင်နှင့်ပညာရေးအတွင်းဝန်ဥပကျော်တို့မှစာကြီးပေါ်များဖြစ်ကြသည်အော့စဖို့တို့မပြတ်မီတရက်လို1938ခုနှစ်ဇန်နဝါရီလ၄ရက်နေ့တွင်လွတ်လပ်ရေးအကြိုကြပြတပြည်ညိုကိုရေးဖွဲ့ပစ်ခဲ့သည် 1938ခုနှစ်တွင် Development of the Burmese Language in the Medieval Period စာတမ်းပြုစုတင်ပြပြီးအော်တိုဘာလ၌လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့်အာဖရိကဘာသာရပ်များလေ့လာရေးကြောင်း SOAS University သို့ပြောင်းရွှေ့ပညာသင်ယူသည် SOAS မှပမောက္ခစတီဝတ်ထံ၌အပိဒံပြုစုတည်ဖြဲ့ရေးပညာကိုလက်တွေ့စီးပူးသင်ယူသည်။ကျောင်းပည့်ရများတွင် Mr. Stewart နေထိုင်ရာ Cambridge မြို့နီးရှိ ဘစ်ရှော့စတော့ဖို့မျိုးကန်လေးတို့တွားရောက်သည်မစ္စတာစတီဝန်နဲ့မစ္စတာဒန်းတို့အားအဘိဓာန်လုပ်ငန်းကူညီနေသည့်ပညာရှင်ဥက္ကမောင်လက် ATM နဲ့တူလက်တွေ့လည်လာမှုပြုခဲ့သည်1939ခုနှစ်ဇူလိုင်လ15ရက်နေ့တွင်ကျင်းပသောအောက်စဖို့တက္ကသိုလ်ပွဲနှင်းသဘင်တွင်ဘီလစ်ခေါ်စာပေဝိဇ္ဇာပွဲအနှင်းချင်းခံရသည် ်အောက်တိုဘာ၄ရက်နေ့တွင်လီဗာပူးစိတ်ကမ်းမှပဲခူးတင်မော်ဖြင့်မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာသည်စက်တင်ဘာလ၃ရက်နေ့တီဟိုဂျွန်တီလင်ကာရောက်ပီတီရှားကစစ်ကြေညာကဒုတိယကမ္ဘာစစ်တွင်းဝင်သည်နှင့်ကြုံသည်စက်တင်ဘာလ၅ရက်နေ့တွင်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိသည် အောက်တိုဘာ၁ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားရဲ့အရှိတိုင်းပညာရပ်များဌာန၌မြမစာလက်ထောက်ကတိကအဖြစ်စတင်မှုထမ်းသည်။မောင်ခွေးဖို့ကဗျာများကိုဆရာဥခင်စောကေကဂီတတင်ဂေတာထည့်ပေးသည်။ဆရာဇနီးကစန္ဒယာတီ၍သာသမီများနှင့်ဆန်းသက်သည်ဆိုရာအောင်မြင်၍ဆရာကြီးဥပညာရှင်ပကြီလက်ရများဖြင့်မောင်ထွေးဖို့ကဗျာများမှ မောင်ခွေးဖို့ကဗျာများဟုအမည်ပြောင်းက1940ခုနှစ်ဦးတွင်ကဗျာစာအုပ်ထွက်သည်။ကုန်ကြငွေကိုမြမမျိုးသမီးများနိုင်ငံလုံးကောင်စီ National Women ကောင်စီ ီမှထောက်ပံ့ပြီးအမေရိကန်သာသနာပြုပုံနိုင်တိုင် ABM ကပုံနိုင်သည်ထို့နောက်မောင်ခွေးဝတချင်းများကိုအစိုးရဒေါ်သန်းအေးနှင့်တောင်ကြီးမှဘီးဒီလာတက်နေသည့်ဒေါခင်သိန်းတို့အတန်ဖြင့်တက်ပြသွင်းသည် 1940မေလ10ရက်နေ့တွင်ဇီဝိဒဒါနအတန်ကစေယုံကိုစတင်တည်ထောင်ရာပထမဦးဆုံးအသင်းသား28ဦးတွင်ပါဝင်ခဲ့သည်ကီလာနာဝတ္ထု၌မြတ်စွာဘုရားမိတ်ကြားတော်မူသောစာပိုက်ကိုမြန်မာပြန်၍မဂ္ဂဇင်းတစ်စောင်တွင်ထည့်ခဲ့ရာဇီဝိဒဒါနစေယုံဝင်ဝတွင်တေယုတ်ဘောပကြီးလက်ရနှင့်အတူကူးယူ၍ဖော်ပြခြင်းခံခဲ့ရသည်ယင်းမှာချစ်သားတို့ငါဘုရားကိုလှုပ်ကြွေးပြုစုလိုသောပုဂ္ဂိုလ်သည်နာမကျန်းသောယဟန်ကိုလှုပ်ကြွေးလော့ဟု၍ဖြစ်သည် JSD ဝနဲ့ CW တို့တို့တိဖြတ်၍ဥက္ကမောင်လက်အထောက်အကူပြုသော A Bami English Dictionary ပတ်ဝန်းထွက်ရှိသည်။တိဖြတ်သူနှစ်ဦးကအဖိဒံကိုလက်ဆောင်ဖြင့်ပေးပို့လာပြီးအမှားစာတွင် Mawon MA Billet Have Assisted a Byroblind to Query and by Suggestion ဟူ၍ဖော်ပြအတိအမှတ်ပြုခဲ့သည်။1940 ပညာရေးဌာနဘာသာပြန်စာပေဌာနကွဲတွင် အမှုထမ်းခဲ့သည်ဇွန်လ17ရက်နေ့တွင်ညောင်နှိုးမြို့တရားဘတ်တာဝန်ခံရာရှိဦးတွေးဒေါ်ဆိုင်ဦးတို့၏သမီးဒေါ်ကြီးကြီး BAED PED 12ရက်9လ1988မှ29ရက်12လ2009လက်ထက်သည် 1944ဒုတိယကမ္ဘာစစ်တွင်မြန်မာနိုင်ငံတော်ပညာတော်အသင်းကိုနိုင်ငံတော်ဆိုရအကူအညီဖြင့်တည်ထောင်သည်အသင်းဥက္ကဋ္ဌမှာဒေါက်တာပဟန်ဖြစ်သည်အသင်းတွင်ပညာဆွဲဆောင်ဌာနနှင့်အ비ဒံဌာနဟူ၍ဌာနနှစ်ခုရှိသည်အ비ဒံဌာနတွင်စာရီးအဖြစ်ဦးဆောင်လုပ်ကိုင်ရန်ခံထားခံရသည်လုပ်ငန်းကိုစစ်ဘေးတပ်သားရာဟန်တာရီစီရင်စုကိုညံကုန်းမြို့တွင်စတင်သည်လုပ်ငန်းရုံးမှာရွှေချင်းကျောင်းတိုင်းဖိုးကြဆန်စရက်တွင်ဖြစ်ပြီးဇန်နဝါရီလ10ရက်နေ့တွင်လုပ်ငန်းများစသည်ဖိုးကြဆန်စရက်ကမင်းသူဝငယ်စဉ်က မြန်မာစာတည်ယူခဲ့သောဘိုးရီဖြစ်သူဤစရက်ဆရာလေးဥဖို့လာရင်လောကရက်အကြောင်းတရှိခဲ့ရာနေရာပင်ဖြစ်လေသည်1945ဧပြီလ9ရက်နေ့တွင်လေကြောင်းအနေအကြောင်းအပိဒံလုပ်ငန်းများဆိုင်ရာပစ္စည်းများကိုရွှေချင်းကျောင်းတိုက်သို့ပြောင်းရွှေ့သိမ်းဆည်းပြီးလုပ်ငန်းခေတ္တရပ်ဆိုင်ခဲ့ရသည်ဗြိတိရှားများပြန်ရောက်၍အုတ်ချွေးကို ပြန်လည်လုပ်ဆောင်သည့်အခါ LDCO ရှူတလန်ဥသက်တင်ဆိုသူတို့နဲ့တွေ့ဆုံရ၌မြို့အုပ်လုံရန်ကမ်းလှမ်းလာခဲ့သည်မြို့အုပ်တာဝန်ကို23ရက်5လ1945မှ18ရက်9လ1945ရက်နေ့ထိနှစ်လကန်ဆောင်ရွက်ခဲ့သည်မြို့အုပ်ရာထူးလက်ခံပြီးနှစ်ရက်ကြာမြို့အုပ်ဆောင်ရောင်ဖြင့်နှလုံးပြူတနက်အမှတ်4360နှစ်တလန်နဲ့ကြီးကနှစ်ကန်လက်ခံယူရသည်မြို့အုပ်လုံစဉ်လုပ်ပိုင်ခွင့်နှင့်လိုအပ်ချက်အရာတပြေးအိုင်မြောက်ချောင်းတောင်ချောင်းတကြီးတို့အတွက်တနက်ဝန်ထမ်းခွင့်အမိန့်များထုတ်ပေးခဲ့သည် ဩဂုတ်လ6ရက်ရန်ကုန်မြို့မကူလန်းအရေးပေါ်တက္ကသိုလ်သင်တန်းများဖွင့်လှစ်သည့်အခါမြမစာလက်ထောက်ကတိကအဖြစ်အလုပ်ဝင်သည်1946တက္ကသိုလ်များပြန်ဖွင့်ပြီးနောက်ဇွန်တရက်နေ့တွင်ကတိကဖြစ်သည်ဒီလိုဥပချိုဥက္ကဋ္ဌဥထင်ဖတ်အတွင်မူဖြင့်ဆောင်ရွက်သောမြမတန်မြမပိုင်းအစည်းအဝေးအကြံပေးအဖွဲ့ဝင်ဖြစ်ခဲ့သည်1948အိန္ဒိယနိုင်ငံနယူးဒေလီ၌ကျင်းပသည့်အာရှတိုက်ဆက်ဆံရေးညီလာခံသို့ကိုယ်စားလှယ်တစ်ဦးအနေဖြင့်တက်ရောက်ခဲ့သည် က္ကသိုလ်ဝန်ဆောင်မှုဘွဲစစ်စေးရန်ဇွန်လတွင်ဖြာပုံမျိုးတို့သွားသည်ဖြာပုံရာဇဝတ်ဝန်နောင်ရန်ကုန်ရဲမင်းကြီး ဥခေမောင်မောင်အိမ်တွင်တဲသည်ဥခေမောင်မောင်အိမ်တွင်အတူနေထိုင်သူဖြာပုံရေးပိုင်မစ္စတာရောဘတ်မိုလီထံမှဝေါ်တာဒီလာမဲ၏နဇရီရိုင်ဖို့စာတိန်တိုင်းစာအုပ်ကိုခေတ္တငား၍ဖတ်ခဲ့သည်ထိုစာအုပ်မှာတွန်သက်အယ်ဖာဘတ်ကိုငလက်မ၏အခရတန်ပေါက်ကိုအတူယူ၍မြမကလေးများအတွက်ပျော်စရာတန်ပေါက်ကလေးများရေးသားလိုစိတ်ဖြစ်သည်ကာကြီးကစုံမုံမုံမုံစသဖြင့်စတင်ရေးဆက်သည်နောက်တစ်နေ့တွင်မိုလီနှင့်ဥခေမောင်မောင်တို့ကိုတိုင်ပင်ဆွေးနွေးရာမှကကစုံပင်ရေးမှရှင်ခခရန်သည် ဓာနယ်လေးအစကြီးသည့်ကာကြီးခခွေးလင်္ကာဖြစ်ပေါ်လာခဲ့သည် 1949ခုနှစ်ဩဂုတ်လ26ရက်နေ့တွင်ဝန်ကြီးချုပ်ဦးနုဥက္ကဋ္ဌဖြင့်ဆောင်ရွက်သောမြန်မာနိုင်ငံဘာသာပြန်စာပေသင်ပေါ်ပေါက်လာခဲ့သည်။ထို့အခါဘာသာပြန်စာပေသင်အုပ်ချုပ်ရေးကောင်စီဝေါ်အရကော်မတီဆွဲဆောင်ချက်ဖွဲ့ဒုက္ခမိန်ဖွဲ့မြန်မာဘာသာပြန်ဥပဒေကော်မတီစသည်တို့တွင်အဖွဲ့ဝင်ဖြင့်ပါဝင်ဆောင်ရွက်ခဲ့သည်။ပညာတော်ကိုအသင်းကအပိဓာန်လုပ်ငန်းအရရက်ကိုတက္ကသိုလ်သို့လွှဲသည်။ဇော်လာတရက်နေ့တွင်တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေဌာနစတင်ဖွင့်လျက်ဌာနမှုဖြင့်ဆောင်ရွက်၍အပိဓာန်လုပ် ခန်းကို ပြန်လည်လုပ်ကိုင်းသည်နှစ်ရက်ခုနလား1948ရက်နေ့ထုံးဥဝေတည်းစားတွင်ရဟန်းရှင်လူတုခမိန်များအလိုရှိသည့်ကောင်းစီဖြင့်အမိဒံလုပ်ငန်းတိုင်းမင်္ဂအဖွဲ့တုခမိန်အဖွဲ့တို့တွင်ပညာရှင်များလျှောက်ထားရန်ကြော်ညာခေါ်ယူခဲ့သည်မြန်မာနိုင်ငံအခြေခံဥပဒေမြန်မာစာဆောင်မှုကိုစစ်ဆေးလေ့လာအကြံပေးခဲ့ရသည်1946ခုနှစ်မှ1948ခုနှစ်အထိကာလအတွင်းမြန်မာနိုင်ငံတုတေသနအသင်းဂျာနယ်စာရီးအဖြစ် 6ကြိမ်အလုတ်စာရီ2ကြိမ်သူတည်သနာစာစဉ်ထုတ်ဝေရေးဆက်ကောမဒီဥက္ကဋ္ဌ2ကြိမ်အသေးအမှုဆောင်ကောမဒီ2ကြိမ်ဒုဥက္ကဋ္ဌ6ကြိမ်အသေးဥက္ကဋ္ဌ2ကြိမ်စုစုပေါင်း26ကြိမ်များဆောင်ရွက်ခဲ့သည်1949မှ1950 မြန်မာတက်ညွန်ချမ်းနောင်တွင်တက္ကသိုလ်တက်ညွန်ချမ်းကို1949ခုနှစ်တွင် စတင်ပြုစုခဲ့ရာဆယ်လပိုင်း29ရက်1950ရက်၌ပြည်စည်းသည်ထိုချမ်းအတွက်အမှားစာရေးခဲ့သည်မြန်မာနိုင်ငံဘာသာပြန်စာပေသည်စာပေပိမှန်၏စောင့်မို့ဖြစ်သော အမောင်ခွေ၏အလင်းဆောင်အံ့စာသားကို1949ခုနှစ်ကုန်တွင်တီထွင်ပေးခဲ့သည်ပြမငုတ်တို့ကပြကို17ရက်တလ1949ရက်နေ့တွင်ဆက်ဆိုခဲ့ပြီး1949ခုနှစ်တို့တာယာမဂဇင်းအတွက်နှင့်အမှတ်30တွင်ဖော်ပြ ာခဲ့သည်1950နိုင်ငံတော်၏ဝဏ္ဏကျော်ထင်ပွဲချီးမင်းခြင်းခံရသည်1951-1952ခုနှစ်ဇန်နဝါရီလ29ရက်နေ့တွင် ဖွဲ့စည်းသောပကြီးဆရာကြီးဥငွေကိုင်ဥဆောင်ဝင်းကတ်တွန်းဥပါချံဥုံးလွင်ဒုပညာမင်းကြီးဥကောင်ဦးသိန်းဟန်စောကြီးတို့ပါဝင်သည့်မြမရှိယိုးပကြီးကာကွယ်ရေးပကြီးကော်မတီတွင်အဖွဲ့ဝင်တဦးဖြစ်ခဲ့သည် The University English Myanmar Dictionary ကိုပြုစုခဲ့သောဒေါက်တာဘဟန်ကသူ၏အမိတန်အမှားစာတွင်အမိတန်ပြုစုရာ၌ကူညီခဲ့သူဥဝန်နှင့်ဥတင်သိန်းဒေါက်တာဘဟန်၏သမတ်တို့အားမှတ်တမ်းတင်ခဲ့လေသည်။တခင်ကိုရောမိုင်းဆရာလင်းဝန်ကြီးချုပ်ဦးနုဆရာကြီးဥဖေမောင်တင်ဆရာစောကြီးတို့နှင့်အတူဗမာနိုင်ငံ စာရေးဆရာအသင်း၏နာယကအဖြစ်၂ရက်၉လ1952ရက်နေ့တွင်ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။1950နှင့် အမေရိကန်နိုင်ငံနယူးဟေဗင်မြို့ရေးတက္ကသိုလ်၌ဘာသာဗေဒပညာကို6လကန်တွားရောက်စီးပူးခဲ့သည်တက္ကသိုလ်မြန်မာအဖိဒံအပိုင်းတဲ့ကအခရာကို ပြုစုပြီးစီးသည်1953တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနစာတမှုဖြင့်ဇွန်တရက်နေ့တွင်တိုးမြင့်ခံခြင်းခံရသည်နိုင်ငံတော်သမ္မတကြီးကမဟာကိတသရှင်ကြီးများကိုတည်ဆူတိမှုခြင်း၌မူမှန်စပြထားရှိရေးအမတ်တင်ကိတပြုလုပ်ရေးအတန်တွဲထားရေးနှင့် ရုပ်ပေါ်တန်ထွက်ပြုလုပ်ရေးတို့အတွက်ပြည်တော်စုရေးချင်းမှုဝန်ကြီးဦးထိုးဖေးဥက္ကဋ္ဌဖြင့်ဆောင်ရွက်သောအကြံပေးအဖွဲ့ကိုဆယ်ရ6လ1953နှစ်တွင်ဖွဲ့စည်းပေးခဲ့သည်အဆိုပါအဖွဲ့တွင်အလင်္ကာကျော်စွာဥဟံပါအလင်္ကာကျော်စွာဒေါ်စောမြအေးကြီးမြို့မငိမ်းစသည်တို့နှင့်အတူအဖွဲ့ဝင်ဖြင့်ပါဝင်ခဲ့သည်မဟာဂိတတရှင်ကြီးစုစုပေါင်း82ပုဒ်ကိုမူမှန်ပြုလုပ်အောင်မြင်ပြီးစီခဲ့သည်အမေရိကန်ပြည်တော်စုတွင်ကျင်းပသောကလေးစာအုပ်ပြပွဲတွင်နိုင်ငံပေါင်း90မှကလေးစာအုပ်များပြသခဲ့ကြသည်မြန်မာနိုင်ငံ ငံ၏ကိုသားပြုဆရာမင်းသူဝီမောင်ခွေးဖို့ကြပြစာအုပ်ပါဝင်ခဲ့ရာကလေးသူငယ်များစိတ်ဝင်စားလေ့လာခဲ့ကြသည်1956တက္ကသိုလ်မြန်မာအဖိဒံအပိုင်းနှင့်ခခရာပြုစုပြည်စည်သည်1959ခေမူလာတန်းမြန်မာဖတ်စာကိုဆရာကြီးဥဖေမောင်တဲနဲ့အတူပြုစုခဲ့သည်ပထမတန်းမြန်မာဖတ်စာကိုဆရာကြီးဥပနဲ့အတူပြုစုခဲ့သည် အော်တိုဘာလာတွေတရုတ်ပြည်သူသမ္မတနိုင်ငံ ဆိုဗီယက်ရုရှားပိုလန်ချက်ကိုစလိုဗေးကီးယားအရှေ့ဂျာမနီနိုင်ငံများတို့မြန်မာရေးကြီးမှုကိုယ်စားလှယ်ဖွဲ့နဲ့လှည့်လည်သွားရောက်ခဲ့သည်တိဘေတကပါဠိမြန်မာအပိဒံလုပ်ငန်းဝန်မြန်မာအပိဒံလုပ်ငန်းများတွင်ဝင်ရောက်ကူညီသည်1958တတိယရန်မြန်မာဖတ်စာနှင့်စတုတ္ထရန်မြန်မာဖတ်စာတို့ကိုဆရာကြီးဥပနဲ့အတူပြုစုခဲ့သည်1959ရုပ်ရှင်စစ်ဆေးရေးအဖွဲ့စင်စာဘုတ်အဖွဲ့ဝင်ဖြစ်အော်တိုဘာလာမှစတင်ဆောင်ရွက်သည် 1960မူလတန်းမြန်မာဖက်စာနဲ့ဒုတိယတန်းမြန်မာဖက်စာတို့ကိုဆရာကြီးဥပနဲ့အတူပြုစုခဲ့သည်1961ပထမတန်းမြန်မာဖက်စာကိုဆရာကြီးဥပနဲ့အတူပြုစုခဲ့သည်တက္ကသိုလ်မြန်မာအဖိဒံအပိုင်းသုံးဂငယ်ဂါကြီးငါအခရာပြုစုပြီးစီသည်တက္ကသိုလ်ကောင်းစီတိုက်တွန်းချက်အရာမတ်လတရက်နေ့တွင်မြန်မာစာပေါမောက်ခအဖြစ်စတင်ဆောင်ရွက်သည် အောက်တိုဘာလတွင်ရေချေးမှုကိုယ်စားလှယ်ဖွဲ့နှင့်တူတရုတ်ပြည်သူသမ္မတနိုင်ငံသို့တွားရောက်ခဲ့သည် ်တက္ကသိုလ်စာအုပ်ထုတ်ဝေဖြန့်ကျင်ရေးကော်မတီဥက္ကဋ္ဌမြန်မာသမိုင်းကော်မရှင်အဖွဲ့ဝင်တာဝန်များကိုယူခဲ့သည်1962နိုင်ငံတော်အစိုးရ၏တိတိပြန်ချီပွဲချီမြှင့်ခြင်းခံရသည် မေ23ရက်တွင်မြန်မာစာပါမောက္ခရာထူးကိုစွန့်လွှတ်ပြီးဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနစာတီးမှုတာဝန်ပြန်လည်ထမ်းဆောင်သည်1963တက္ကသိုလ်မြန်မာအဖိဒံအပိုင်းလေးစာလုံးအခရာပြုစုပြည်စီသည် 1964တက္ကသိုလ်မြန်မာအပြည်ဒဏ်အပိုင်းကစလိန်အခရာပြုစုပြီးစီသည်1965တော်လိုင်းအစိုးရလူမှုဝန်ထမ်းဌာနခွဲကကြီးကျက်ဆောင်ရွက်ခဲ့သောမြန်မာမျက်မမြင်စာပေမူသည့်စာအုပ်ဖြစ်မြောက်ရေးကော်မတီတွင်အဖွဲ့ဝင်လူကြီးအဖြစ်ပါဝင်ကူညီခဲ့သည် ရှေ့ဆောင်လူငယ်ဘိုးကောင်စီမှလူငယ်စာပေထုတ်ဝေရေးအဖွဲ့တွင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်1966မြန်မာနိုင်ငံစာမတက်သူပပျောက်ရေးအတွက်တက်ကြီးစာသည်နှင့်ဝါထကလတာကိုတီထွင်ခဲ့သည် တက်ကြီးဖတ်စာတက်ကြီးစာပရိသတ်များကိုလည်းတီထွင်ရေးသားပြုစုပေးခဲ့သည်စာပေပိတ်မှန်အုပ်ချုပ်ရေးအဖွဲ့မှ1966ခုနှစ်အမျိုးသားစာပေစည်းစိမ်ရွေးချယ်ရေးကော်မတီတရက်ကိုဖွဲ့စည်းခဲ့ရာတွင်ဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့သည်ပညာရေးဌာနအခြေခံတေယိုညွန်တန်တေယိုမာရီကာနှင့်ကျောင်းသောစာအုပ်ဖွဲ့တွင်ဖွဲ့ဝင်ဖြစ်တာဝန်ယူခဲ့သည် မန္တလေးဝိဇာနဲ့တိတ်ပံတက္ကသိုလ်တေချာပါမောက်ခါမှာမြမရှေးရိုးတေချာများဖော်ထုတ်ခြင်းသူတည်သနာလုပ်ငန်းအတွက်9ရက်9လ1966ရက်နေ့တွင်တရားဝင်အကြံဉာဏ်တောင်းခံလာရာ1865ခုနှစ်ခန့်စီမှစ၍မြမပြန်တိုးဆောင်တေချာစာအုပ်ရှိခဲ့ကြောင်းအထောက်အထားဖြင့်ဖော်ပြပြီးကိုမောင်ခေတေချာပညာနှင့်ပတ်သက်၍ရှာဖွေလေ့လာသင့်သောကျမ်းများကိုဖော်ပြအကြံပြုခဲ့သည်ဒီဇင်ဘာ၁ရက်နေ့တွင်ပြည်ညာရေးဌာနမှဖွဲ့စည်းခဲ့သော စာပေလုံသားအဖွဲ့ဖြစ်မြောက်ရေးကော်မတီတွင်ဥက္ကဋ္ဌဖြစ်ဆောင်ရွက်သည်1966မှ1969ပါဠိဌာနသင်ကြားရေးအဖွဲ့ဘုတ်အော့စတာရီတွင်အဖွဲ့ဝင်တဦးဖြစ်ဝိဇာနှင့်သိပ္ပံတက္ကသိုလ်ပညာရေးအဖွဲ့၏တာဝန်ပေးခြင်းခံရသည်1969 မိဘများအမွေပေးခဲ့သောညီကိုမောင်နှမတစုပိုင်းသည်ကွဉ္ညာကုန်းမြို့တောင်ပတ်လန်မိသူဝန်လက်ထက်ရှိမြေခွက်နှင့်အိမ်ဟောင်းတစ်လုံးကိုရက်မှုရွာမှုတို့သက်ဆိုင်ရာအာဏာပိုင်များမှတဆင့်ပေးလူရေးကို1966မှ1966ထိအားထုတ်ခဲ့သည် ဗြိတိရှတန်ရုပ်အရာဓာတ်များယာရုတုမြင်ရာတွင်လန်ဒန်မှပြုလုပ်သောဆေဗာစားဘစ်ကော်မရှင်ဆောင်မှုပွဲဖြေဆိုကြရသည်မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်နေသောအတင်းဝင်မစ္စတာအာဂျေချစ်စီအဆိုပါဆောင်မှုပွဲကိုဖြေဆိုရ၌မြန်မာစာစစ်ဆေးပေးမည့်ပုဂ္ဂိုလ်တဦးလိုအပ်ခဲ့ပါသည်ဗြိတိရှတန်ရုပ်ကနိုင်ငံခြားရုံးမှတဆင့်လိုအပ်သောပုဂ္ဂိုလ်ကိုတောင်းခံခဲ့ရမှစာစစ်မှုဖြင့်ဆောင်ရွက်ရန်နိုင်ငံတော်မှတာဝန်ပေးရခဲ့သည်အလားတူပင်ဩစတြေးလျတန်ရုပ်မှအတွင်းဝင်မစ္စတာအက်စ်အာဟူမီအတွက်လည်းဗြိတိရှတန် ုံနဲ့လန်ဒန်မြို့စိုးအပ်တို့၏ထောက်ခံချက်များအရစာစစ်မှုလုပ်ပေးရန်အမည်နှင့် တောင်းခံလာ၍စာစစ်မှုဖြင့်ဆောင်ရွက်ပေးခဲ့ရသည်1968တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနစာတမ်းမှုဖြင့်မှအငိမ့်စားယူပြီးတရက်6လ1968ရဲ့နေ့မှစ၍ပညာရေးဌာနအထူးအရာရှိဖြစ်ဆက်လက်တာဝန်ထမ်းသည်1980မြန်မာနိုင်ငံတုတေသနအသင်း260ပြည့်တွင် အသင်းဥက္ကဋ္ဌဖြစ်အရွေးခံရသည် Henry and Anthology by War Poet ဘန်ဘော်ဒါ90 70စာအုပ်အတွက်နိုင်ငံပေါင်း69နိုင်ငံမှာကြပြားများကိုရွေးချယ်ခဲ့ရာ Professor GH Luce အင်္ဂလိပ်ဘာသာပြန်ဆိုထားသည့် The Pyramid Stamp ပြင်းမငုတ်တို့ကပြားကိုမြန်မာနိုင်ငံကိုစားပြုကပြားဖြစ်ရွေးချယ်ခံခဲ့ရသည်။နိုင်ငံတော်မှချီးမြှင့်သည့်တည်တည်ပြန်ကြီးပွဲတစ်စိတ်ကိုရွှေဒဂုံစေရော်ကြီးအား19ရက်12လ1990ရက်နေ့တွင်လှူဒန်းခဲ့သည်။ထိုပွဲတစ်စိတ်သည်3ချက်2ပဲ6ရေးသားရှိကြောင်းကိုအထွေထွေဝေယဝစ်စအတွက်အလူငွေရရှိကြောင်းပြေစာတွင်ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။ မကျရွှေတကုံဖျားဆဲလဲအမှတ်1389မှာအဖိုးဖြစ်သူဖိုးကြစားလူတန်းခဲ့သည့်ဆဲလဲဖြစ်သည်1981မေလ31ရက်နေ့တွင်ပညာရေးအထူးရာရှိဖြစ်မှာအနားယူသည်1984ကျဲနက်ခတ်တရားပညာရေးစာအုပ်များဖြစ်ကြသည့်တမိုးပေါ်မှာကြဲတလုံးနှင့်အာကာတခွင်မြေပြင်တမွန်းတို့ကိုပြုစုခဲ့သည်1985မှ1989 ဂျပန်နိုင်ငံအိုဆာကာမြို့အိုဆာကာနိုင်ငံသားဘာသာသင် တက္ကသိုလ်တွင်မြန်မာစာအဲ့ပါမောက္ခအဖြစ်၄နှစ်တာဝန်ယူ၍ဆောင်ရွက်ခဲ့သည်ထိုစဉ်ခါကပါမောက္ခဟာရာဒာနှင့်တွဲပတ်၍အခြေခံမြန်မာဖတ်စာကို ပြုစုခဲ့သည်ခပါမောက္ခဟာရာဒာဒုတိယပါမောက္ခအိုနိုရိုနှင့်တွဲဖက်၍မြန်မာဂျပန်အပြည့်အဝဖြစ်မြောက်ရေးအတွက်ဆောင်ရွက်ခဲ့သည် ကပမောက်ခအိုးနိုနဲ့တွဲဖက်၍မြန်မာစကားပြောပရိသတ်စာအုပ်ကိုပြုစုခဲ့သည်။ဂါဂျီပမောက်ခဟာရာဒာနဲ့တွဲဖက်၍မြန်မာကြည်လက်ကဗျာစုစာအုပ်ကိုပြုစုခဲ့သည်။ငါအိုဆာကာနိုင်ငံသားဘာသာတင်တက္ကသိုလ်စာဆောင်တွင်သူတေသနာဆောင်ဝါ၃ဆောင်ရေးသားဖော်ပြခဲ့သည်1980ဂျပန်ဟိုက်ကူကဗျာကိုမြန်မာစာဖတ်ပရိသတ်နှင့်မိတ်ဆက်ပေးသောဟိုက်ကူကဗျာမိစရာစာအုပ်ကို ပြုစုခဲ့သည်1983 950ဇက်တော်များကိုဘာသာပြန်ရာ1998ခုနှစ်စတွင်ဇက်တော်240ကျော်ဘာသာပြန်ပြီးစီခဲ့သည်1984ရှိတ်စပီယာ၏လီယာမင်းကြီး ကင်းလီယာပြဇာတ်ကိုမြန်မာဘာသာပြန်ဆိုခဲ့သောစာအုပ်အတွက်အမျိုးသားဘာသာပြန်စာအုပ်ရတစုရရှိခဲ့သည်တရားတော်များမှဂါရာပေါင်း423ခုကိုရွေးချယ်စုပေါင်းထားသည့်ဓမ္မပဒပါဠိတော်ကိုမြန်မာပြန်ဆိုရာ၂ရက်၈လ1992ရက်နေ့တွင်ပြီးစီခဲ့သည်မန္တလေးကြီးပွားရေးတိုင်မှာ1993ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေခဲ့သည်1999 ဆရာနိုင်ပန်းလာဦးဆောင်သည့်ဂျပန်ရောက်စာပေအမှုပြေရာမြတ်တို့သည်ပြည်တော်စုမြန်မာနိုင်ငံတိုင်းရင်းသားများ၏ထာဝရရန်ပုံငွေအဖွဲ့က20ရက်3လ1969ရက်နေ့တွင် အဖွဲ့၏မြန်မာပြည်ကိုယ်စားလှယ်အဖြစ်ဒေါခင်းင်းယူမှဟင်နာယုတ်ပါရှူတစိမ့်နှင့်ကျန်9သိန်းချိမြင့်ပူဇော်ခဲ့ပါသည် 2003ဇီဝိဒဒါနတန်ခဆေးုံအတွက်တောက်ရည်တန်းဆက်နေအဆောက်အဦကိုတသက်တာစုဆောင်ချွေးနေစာဖြင့်17ရက်6လ2003ရက်နေ့တွင်လှူဒန်းခဲ့သည်ဆေးုံအချိုရေးဖွဲ့ကတိသက်အဆောင်ဆောက်၍တပြေညူရေချမ်းစင်ဟုအမိတက်ကအလှူကိုကပီးထိုးမှတ်တမ်းတင်ပေးခဲ့သည် 2004ဩဂုတ်လ15ရက်တနင်္ဂနွေနေ့နနက်7:00နာရီခွဲရန်ကုန်မြို့အမှတ်၈၈ဦးထွန်းလင်းချန်လန်းတပြည်ညိုနေအိမ်၌ကွယ်လွန်သည် ကွယ်လွန်ချိန်တွင်ဇနီးဒေါ်ကြည်ကြည်နှင့် သားဦးညံစိုးဦးထင်ကျော်တမီးဒေါ်ထားချိုတို့ကြံ့ရည်သည်ရုပ်ကလပ်ကိုရေဝေးအကွက်အမှတ်51တွင်ဂူသွဲသည်ကြိုသည် ဆရာမင်းသူဝန်သည်ကွယ်လိုချိန်အထိကလောက်အမီခွဲ30ခန့်ဖြင့်စာနယ်ဇင်းပေါင်း80ခန့်တွင်ကြပြစောင်းပါပုံမြင်ဝိတ္ထုစာတမ်းများရေးသားခဲ့သည်။လုံချင်းစာအုပ်90ခန့်လည်းပြုစုထုတ်ဝေခဲ့သည်။ဆရာမေသူဝင်၏အချို့သောကြပြစောင်းဝါဝတ္ထုတို့ကို အင်္ဂလိပ်ရုရှားဂျပန်ချက် ဂျာမန်တရုတ်ဘာသာများသို့ပြန်ဆိုခဲ့ကြသည်ကလေးငယ်များတဘာဝပတ်ဝန်းကျင်ကိုချစ်ခင်စိတ်စူးစမ်းလေ့လာလိုစိတ်ဖြစ်ပေါ်စေရန်ငှက်အမျိုးပေါင်း30ကျော်နှင့်ဆက်လင်းသည့်ကြံပြများဆက်ဆိုခဲ့သည်ငှက်အမီနေတိုင်းလှုပ်ရှားမှုတဘာဝအစအစာအယောင်သွေးအော်ဘီတန်တို့ကိုအလင်းတင်တယ်လို့ဖော်ပြပေးသည်မြမအမီပြင်အနောက်တိုင်းအခေါ်အဝေါ်များကိုလည်းအလွယ်တကူသိရှိဘူးသူဒတိုးပွားစေရန်အောက်ခြေမှတ်စုဖုနှုတ်များနဲ့ရှင်တွဲဖော်ပြပေးခဲ့သည် ဆရာမင်းတို့ဦးအခြားလူမှုရေးဆောင်ရွက်ချက်များ၁ပြီးသူလွတ်တော်အဆောက်အဦတိဆောက်ရေးရည်ကြီးမှုအကြံပေးကော်မတီအဖွဲ့ဝင်၂မြန်မာစာကော်မရှင်အဖွဲ့ဝင်၃အချုပ်အခြာမြန်မာနိုင်ငံတည်ထောင်မှုတွင်ကော်မတီပေါင်း73မြို့နိုင်အဖွဲ့ဝင်ဖြင့်တာဝန်ယူဆောင်ရွက်ခဲ့သည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Coda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်